ရုပ်ကောင်ရဲ့အိမ်မက်တင်ကနေနိုးထပြီးလက်တွေ့ဆံမလို့နေပြီပရိသတ်များလုံးမဲမိလာများမန်ချက်စတာဖောဝါ့ဆောင်ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင်စပိုလင်းလစ်စွန်တင်ရဲ့စနေတိုင်းစင်မိုပီတာရုပ်ကောင်ရက်ကတော့မန်ချက်စတာယူနိုက်တက်အသင်းကိုလာရောက်ကစားဖို့ညှင်းဆန်ပြီးတော့အာဆင်နယ်အသင်းကိုပဲပြောင်းရွှေ့တော့မှာဖြစ်တယ်လို့သတင်းတွေကဖော်ပြလာပါရင်အာဆင်နယ်အသင်းကယူကာရက်ကိုကန့်လန့်ထားတာမျိုးမရှိသေးပေမဲ့ကစားမဖြစ်သူကယူနိုက်တက်ထံချန်ပီယံလိဂ်ကစားရမယ့်အာဆင်နယ်အသင်းကိုပြောင်းရွှေ့သွားခြင်းခဲ့တာပါ။ဒီအချိန်မှာယူနိုက်တက်ကပထမဆုံးအထောင်တိုင်းစင်မိုပြမဲ့အပြင်လီယန်ဒီလက်ကိုကန့်လန့်ထားတာပါ။ဒီလက်ကလည်းယူနိုက်တက်ကိုညှင်းပယ်ပြီးတော့ချဲစီးသင်းကိုပြောင်းရွှေ့သွားခဲ့ပါရင် အဲ့နောက် United က Sporting Lisbon Tyson ကိုယူကားရက်ကိုပြစ်မှတ်ထားလာခဲ့ပါတယ်။ United ကယူကားရက်အတွက်တရားဝင်မကန်လိုက်ရသေးပဲအင်းချင်းဖြစ်သူနဲ့အရင်စာပြီးစကားပြောခဲ့တာပါ။ဒါပေမဲ့ကစားမဖြစ်သူရဲ့ဆန္ဒက Arsenal အသင်းကိုပြောင်းရွှေ့ချင်တာပေါ့လို့ United နဲ့ပြောင်းရွှေ့ကဖြစ်ပေါ်လာဖို့ရာဂိုင်းတော့အတော်နေသွားခဲ့ပြီလို့ပြောအောင်ပါ။ United အနေနဲ့ကိုယ်စီကောမလားကျင်တဲ့ကစားသမားတွေအတွက်အချိန်ကုန်နေလို့မဖြစ်ပါဘူး။ယူကားရက်အင်မက်တွေကနေနှုတ်ထပြီးတော့အသင်းအတွက်လက်ထိဆန်တဲ့ပြောင်းရွှေ့တွေကိုပြုလုပ်ရပါတော့မယ်။လက်ရှိမှာ United နဲ့အပြောင်းရွှေ့တွေနဲ့ထွက်နေတဲ့တိုက်စစ်မှုတွေအပြင် Napoli တိုက်စစ်မှု Vida Osimhen နဲ့ Real Madrid တိုက်စစ်မှု Hugo Ekitike တို့ကရှိနေခဲ့ပါတယ်။ မဲ့ရာဒီမှာဟွိုင်လန်းနဲ့ပဲနှစ်ပါးမသွားချင်ဘူးဆိုရင်တော့ဒီကွက်ထဲမှာအသင်းရှိနေတဲ့ဒီတိုက်စစ်မှုနှုတ်တွေကတူးကိုရွေးချယ်ရပါမှာ။ United တို့ယူကာရက် AMT ကနေနှုတ်ထပြီးတော့လက်တွေ့ဆန်နယ်လှုပ်ရှားမှုတွေပြုလုပ်ဖို့အချိန်တန်ပါပြီ။ဒီနေ့တင်ဆက်ဖို့ကတော့လောက်ပါမယ်။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေ၊ပြောင်းရွှေ့သတင်းတွေ၊စိတ်ဝင်စားဖို့ရာအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။